အခုလည်းပဲဖះလောင်းတော့ကြီးကကံကောင်းအကြောင်းမလားလို့ဓမ္မောကရောင်းနေတဲ့အခါဒီဇလန်းကိုဖော်ပြဖို့ဒန္တကဟိရညလို့ဆိုရင်တောင်းမှာဟိမွန်ဒါနာကတောင်းကြီးမှာဖះလောင်းတော့ဟာအဲ့ဒီတုန်းကဥရောင်းကြီးဖြစ်တယ်နော်တောင်းတဲ့ကောင်ဖြစ်ပြီးတော့အဲ့ဒီတောင်းမှာနေထိုင်ပြီးတော့ကျဆားတယ် ဒါ तू အဲ့ဒီမှာမွေးပြီးတော့အဲ့ဒီမှာနေထိုင်ချက်စားတယ်ပေါ့ရွှေအစင်းရှိတဲ့တောင်ကြီးရွှေရောင်ထောက်တောက်နေတယ်အတောင်တွေကအဲ့တော့အဲ့ဒီတောင်မုတ်ဆိုးတယောက်ကအဲ့ဒီဘက်ကိုတောလဲသွားရင်ကနေပြီးတော့ဒန္တကဟိရညဆိုတဲ့တောင်ချေရောက်လာတဲ့အခါမှာအဲ့ဒီတောင်ကြီးကိုအမှတ်မထင်မြင်လိုက်ဘူးလေ ဒီတောင်းကြီးကတိတ်လှတာပဲအကောင်ကြီးလည်းကြီးတယ်အယောင်ကလည်းပဲရွှေရောင်လို့ဆိုပြီးတော့သူကတိတော့မှတ်သားထားတာဘယ်နှစ်တောင်ဘယ်နှစ်တောင်မြောက်မှာဘယ်ကနေတွားရင်ဘယ်မှာအဲ့ဒီတောင်ပေါ်မှာဒီတောင်းကြီးရှိနေတယ်ဆိုတာကိုသူကမှတ်သားထားပြီးတော့သူ့သားကိုပြောထားခဲ့တာအဲ့ဒီမှာရွှေတောင်းကြီးတကောင်ရှိတယ်ဆိုတာကိုသူကသတင်းပေးထားခဲ့ပြီအဲ့ဒီမုံဆိုးကတော့တေသွား ူသားကသူ့ဖေရှင်အကြဘူးတယ်တရက်တော့ဖြစ်ချင်တော့ဗာရဏသီပြည်ပြမရမင်းကြီးရဲ့မိဖုရားကအိမ်မက်မက်ထားရှင်သူတော်မင်းကြီးကလာပြီးတော့သူ့ကိုတရားဟောတယ်လို့အိမ်မက်မက်ထားအိမ်မက်မက်တဲ့အခါကျတော့အဲ့ဒီရွှေရောင်အဆင်းရှိတဲ့ဓောင်းဟာဘယ်မှာရှိတယ်လဲလို့ဘယင်ကြီးကစူးစမ်းခိုင်းတာပေါ့စူးစမ်းခိုင်းတော့မုတ်ဆိုးတွေအစည်းအဝေးခေါ်ပြီးတော့မေးတဲ့အခါ ခဏကမုဆိုးတယောက်ကပြောတယ်သူ့အဖေကတော့ပြောမှုတယ်ဒါနကဟိရညာတောင်းမှာရွှေရောင်အစင်းရှိတဲ့တောင်းကြီးသူမြင်မှုတယ်လို့အဲ့ဒီလိုသတင်းပေးရကနေပြီးတော့ဘယင်းကြီးကအဲ့ဒီတောင်းကြီးဖန်ခိုင်းတယ်သွားပြီးတော့သူစူးစမ်းတယ်ကြောက်ဝင်နေပါတယ်နဲ့ထောင်မုဆိုးတတ်ပညာနဲ့တောင်းကြီးကိုလေ့လာပဲချိန်မှသူ အိတ်တန်းတက်တယ်ဘယ်ချိန်မှာအိယာကဆင်းပြီးတော့ဘယ်နေရာမှာသူကျက်စားတယ်ဆိုတာတွေကိုမှတ်သားပြီးတော့ကြော်ခွင်းနေထောင်သူထောင်ထားတဲ့ကြော်ခွင်းမှာဆင်းနေဒါပေမဲ့မမိဘယ်လိုမှမမိမဆင်းတာမဟုတ်ဘူးဆင်းနေကြော်ခွင်းနဲ့လေခြေထောက်စွတ်မိတယ်ဒါပေမဲ့မမိဘူးတဲ့အဲ့ဒီလိုထူးထူးဆန်းဆန်းဖြစ်တော့တနေ့တော့မိရမယ်ဆိုပြီးတော့ကြိုးစားတာခုနှစ်နှစ်ကြာသွားတယ် မဆိုးလဲတောထဲမှာပဲတည်သွားရှာနော်တောင်းတော့မမိလိုက်အဲ့ဒီတော့တောင်းတရားနာကျင်နေပြီဗျာလည်းပဲစိတ်ဆင်းရဲပြီးတော့တတတာဖြစ်ပြီးနောက်ဆုံးရှူတောင်းဆိုတဲ့တောင်းကြီးကိုမတွေ့ရလို့သူလည်းပဲစိတ်ဆွဲလမ်းမှုကြောင့်ယောဂဖြစ်ပြီးတပိမ့်ပိမ့်တလိမ့်လိမ့်နဲ့တည်သွားရှာညရဆန်းသွားတယ်အဲ့ဒီမှာဘယင်ကြီးက မမိဗျာဟာဒီတောင်းကြီးကြောင့်တရားတယ်လို့စိတ်ဆွဲပြီးတော့မဟုတ်တဲ့စာတစ်ခုကိုရေးလိုက်တယ်သူကဒါနကဟိရညာတောင်းမှာရွှေရောင်ဆင်းရှိတဲ့တောင်းရှိတယ်အဲ့ဒီတောင်းသားကိုစားရလို့ရှိရင်မအိုမနာမသိဆိုပြီးတော့တောင်းသားကိုစားရင်မအိုမနာမသိဆိုပြီးတော့ရွှေပေလွှာတစ်ခုရေးထားခဲ့တာရေးပြီးတော့ဘယင်ကြီးလည်းပဲ စိတ်ဆင်းရဲမှုနဲ့တိတ်မကြဘူးတည်သွားတယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီလိုနဲ့နောက်တက်လာတဲ့ဘုရင်ကကြည့်ပြန်ဒီတောင်းရှိတယ်ဆိုတော့ तू ကဆက်ကြိုးစားတယ်မရဘူးဘုရင်นี่ဆိုတာမြန်မာရာဇဝင်ကြည့်ရဆိုအသက်ရှိတဲ့ဘုရင်ကနဲတယ်အသက်တိုတဲ့ဘုရင်นี่ပဲများဒီမှာလည်းပဲအဲ့ဒီလိုဖြစ်နေတယ်ဘယင်းนี่တိတ်တိတ်သွားတာဘယင်းမင်းပေါင်း60တောင်တည်သွားတယ်။ဓာတ်ဖတ်မှုစူးစမ်းကြတာ တရားဟောမှမမိဘူးတဦးမှမမိဘူးနောက်ဆုံး80မြောက်ဘယင်ကြတဲ့အခါကျတော့မုတ်ဆိုးကတောင်းကြီးကိုသွားဖမ်းတယ်မရဘူးမရတော့သူကဒိမ့်မှပတ်နဲ့တယ်ငါထောင်ထားတဲ့ကြော့ခွင်းနဲ့လေခြေတော်စွန့်မိတယ်ဘာဖြစ်လို့မမိတယ်လဲသူကအဲ့ဒါစဉ်းစားပြီးတော့ ေါင်းကြီးရဲ့ပုံပန်းတန်တန်ကိုကြည့်တဲ့အခါအဲ့ဒီေါင်းကြီးဟာနေထွက်လာပြီဆိုလို့ရှိရင်နေဘက်ကိုမျက်နှာလှဲ့ပြီးတော့တွန်ကျူးတာသူကတွေ့လေဟာညနေအိတ်တန်းတက်ပြီဆိုလို့ရှိရင်လည်းနေဝင်တဲ့ဘက်လှဲ့ပြီးတော့တွန်ကျူးတာသူကတွေ့လေဟာအဲ့ဒါဟာရသော်ဗျာကပြန်ပြီးတော့အမိန့်ရှိတဲ့အခါအဲ့ဒီတောင်းကြီးဟာ နေကိုလှမ်းကြည့်ပြီးတော့တွန်ကျူးတာမန္တန်ယွထာလို့ဒီလိုနားလိုက်ရတယ်ပေါ့နော်မန္တန်ယွထာအဲ့ဒီမန္တန်ကိုဒီမှာထော်ပြီးတော့ပြထားတာပေါ့အားလုံးဘုရားဘာသာဝင်တွေသိတဲ့အတိုင်းဥဒိတယံစက္ခုမဧကကာသာဟရိတဝန္နောပထဝိပပါသောတံတံလမတ္တမိဟရိတဝန္နံပထဝိပပါသံ တေသဂုတ်တာဝိဟရေမှုဓိဝတံအရှိလောကရကထွက်လာတဲ့နေမင်းကြီးနေထွက်လာပြီဆိုလို့အင်္ဂါနေနေလှမ်းကြည့်လိုက်တယ်နေလှမ်းကြည့်ပြီးတော့ဒီဒိဗေရှိတဲ့အတန်မျိုးကိုသူကတွန်ကျူးတယ်ပေါ့အဲ့လိုတွန်ကျူးတာအတိတ်ကပါတော့ဆိုရင်နေကို သူကရှစ်ခိုးတယ်အလေးပေးတယ်နေမင်းကြီးဘာလို့လဲဆိုတော့နေဆိုတာလဲကဘာမှာအစွမ်းတတိထက်နေတဲ့အရာတစ်ခုပဲလေတုံးကျွန်းလင်းကြိုက်တကြောမိုက်ဆိုတဲ့အတိုင်းကျွန်းကြီးလေးကျွန်းရှိတဲ့တည်းမယ်တုံးကျွန်းကိုတပြိုင်နက်အလင်းပေးနိုင်တော့အစွမ်းတတိဓာတုအစွမ်းတတိပဲလေအဲ့ဒီလိုအစွမ်းတတိရှိတဲ့နေမင်းကြီးကိုလေးစားပါတယ်ရှ िख ိုးပါတယ် နေဆိုတာလည်းတစ်ခုတည်းပဲရှိတာကိုဒါကြောင့်မလို့နေကိုနေမင်းကြီးကိုရှ िख ိုးပါဒါဘုရားဝါဒတွေရောနေရှ िख ိုးသလားလို့ဆိုတာဒါတော့သွားပြီးတော့မပြောနဲ့ပေါ့เนาะဒါကဥထောင်းလုံးနေတဲ့ပုံစံကိုပြောပြနေရှ िख ိုးဖို့မဟုတ်အဲ့ဒီမှာစက္ခုမဆိုတာလူတွေကမျက်စိတော့ရှိကြတယ်လူတိုင်းလူတိုင်းမျက်စိရှိတယ် သို့သောနေမင်းကနေအယောင်မပေးဘူးဆိုလို့ရှိရင်လူတွေရှိတဲ့မျက်စိကမြင်နိုင်တာမှမဟုတ်တာအလင်းရောင်မရရင်မမြင်နိုင်ဘူးလေဒါကြောင့်မို့လို့နေကအလင်းရောင်ပေးမှလူတွေရဲ့မျက်စိရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့စက္ခုမှာတရားဝါရီအားလုံးရဲ့မျက်စိသူကစိုးစိုးစိုးမိုးထားတယ်လို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့စက္ခုမှာအားလုံးရဲ့ အားလုံးကိုအမြင်မျက်စိပေးတတ်တဲ့ဧကရာဇာတူရီတော်ဘယင်နေဆိုတာဒဇင်းနဲ့ပဲရှိတာဟရိတဝန်တော်တဲ့နေကြီးရဲ့အရောင်ကိုကြည့်လိုက်မယ်ဆိုရင်ရွှေရောင်အစင်းပဲပေါ့နော်ရွှေရောင်အစင်းရှိတယ်ဟရိတဝန်တော်ဆိုတာရွှေနဲ့တူတဲ့အစင်းရှိပဒဝိဘာဘာတော်ဆိုတာကဘာမြေပြင်ကြီးတစ်ခုလုံးကိုအလင်းရောင်တွေဖြန့်ကျက်နိုင်တယ်ပထဝိပပါတာ နေရောင်ကြောင့်မို့လို့ကဘာမီပြင်းကြီးဟာအလဲရတာကိုနေမရှိတဲ့နေ့အလဲမှမရနိုင်တာကိုဒါကြောင့်မို့ပထဝိပပါတော့ခုခေတ်သိက္ခာဆရာတွေပြောနေပြောမယ်ဆိုလို့ရှိရင်ကဘာဂျူကြီးကိုအလင်းပေးတာနေပဲပေါ့ဒါလို့ဆိုလိုတာပေါ့နော်ကဘာဂျူကြီးကိုအလင်းပေးတာအဲ့ဒါကြောင့်မို့လို့အဲ့ဒီနေမင်းကြီးရွှေရောင်အစင်းရှိပြီးတော့ကဘာမြေပြင်ကြီးကိုအလင်းအောင်ပေးတဲ့ အလဲအောင်ပေးနိုင်သောကြောင့်အဲ့ဒီနေမင်းကြီးကိုဥညွတ်ပါတယ်လို့သူကအထိထိပဲပြောတာတန်တန်နမတမိဟရိတဝန္နံပထဝိပပါဒံနဲ့ဟရိတဝန္နံရွှေရောင်အစင်းရှိတဲ့ပထဝိပပါဒံကဘာဂျူကြီးကိုအလဲအောင်ပေးတဲ့တန်တင်နေမင်းကြီးကိုနမတမိကျွန်ုပ်လေးစားပါတယ်ရှင်ခိုးပါတယ်ဥညွတ်ပါတယ်သူပြောပြီးတော့သူ့ရဲ့ဆန္ဒကို ထုတ်ပေါ်လေပါတော်စုတရိစ္ဆဂုတ်တာဝိဟရေမှုဓိဝတာအစ္ဆဒီကနေ့တရားဂုတ်တာတင်ရဲ့စောင့်ရှောက်မှုဖြင့်ဓိဝတံတနေ့တံမြဝိဟရေမှုနေပြရစေပါနေမင်းကြီးကကျွန်ုပ်ကိုစောင့်ရှောက်ပါတင်ရဲ့အစောင့်ရှောက်အောက်မှာကျွန်ုပ်နေပြရစေဟောဆန္ဒပြုတာလူဆန္ဒဆိုတာလေဆန္ဒကိုကအစွမ်းရင်တတ်တည်ရှိတယ်နိ ဗမာရိသိတယ်မလားပြောကြတယ်ဆန္ဒဝတ္တောဂိဏ္ဏမကမ္မနာသိစတိဆန္ဒကြီးရင်ကြံတည်းမြပြီးတယ်ဆန္ဒရှိရင်အောင်တယ်လို့ဆိုတာ